လောင်လုံးမြို့နယ်ကကြေဝါကျိုးစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဖွဲ့မှတာသာတို့ကအသက်90ကျော်အရွယ်ပညုံကျုံကျွာသူအဖွားတို့ကိုအကြေကြေးမတည်ခြင်းခဲ့ပါတယ်။မတည်ခြင်းခံရတဲ့အပွားနဲ့ဒဝက်ဝါကဂျွန်လ26ရက်နေ့မှာတိုင်းရေးစကားပြောခွင့်ရခဲ့ပါတယ်။ဂျွန်လခံရတဲ့အဖွားရဲ့ပြောပြချက်အရစစ်ကောင်စီတပ်ဟာဂျွန်လ25ရက်နေ့ကပညုံကျုံကျွာလေးကိုရှောက်လာခဲ့ပြီးဂျွန်လ26ရက်မှာ အရာခပ်ဖို့အသက်40လောက်ရှိတဲ့စစ်ကောင်စီတပ်သားတို့အဖွားနေကိုရှောက်လာခဲ့တယ်လို့ဆိုပါတယ်။ဂျွန်လ19ရက်နေ့ညမှာတော့ဖုတ်ချီလို့ခေါ်တဲ့စစ်ကောင်စီတပ်သားကအဖွားကိုမတိတ်ချင်ခဲ့ပြီးနှစ်ရက်နဲ့တညာတာအတွင်းအဖွားကို၅ချိန်တိတိအဲဒီစစ်ကောင်စီတပ်သားတို့တွေကဖွားရခင်မွန်ရှိမှပဲမတိတ်ချင်ခဲ့တယ်လို့ပြောပါတယ်။စစ်ကောင်စီတပ်သားဟာ အဖွားရှိနေတဲ့အီဘော်တက်လာတဲ့အချိန်တိုင်းသူ့ရဲ့အမျိုးသားအင်အားကိုလင်းနဲ့ကိုက်ပြီးတက်လာတယ်လို့အဖွားကဆိုပါတယ်။စီချိုယောဂတဲ့အဖိုးကတော့စကောင်စီတက်သားကတနက်နဲ့ခြေဝဲပြီးပြစ်တမယ်လို့ခြေချောက်ကအဖွားကိုအကြေးကြီးအာရမပြုချင်းခဲတာပါ။စကောင်စီတက်ဘွားဟာကညိုကျွန်ရွာမှာကျွန်တော်15ရင်းကစပြီးဆေးရည်တီတီတာဆွဲနေတိုင်းခဲ့ပါတယ်။အဖွားဟာ အဲ့ဒီဖြေရအတွက်အလွန်အရှည်ရကြောင်းစကောင်းစီတတကမဒိတ်ချင်းကိုတာမကပဲနေရှိ လက်ကင်ဖို့အပောင်းရင်အခြားအိမ်တွင်းကပစ္စည်းတွေကိုလည်းရှာဖွေက အာရမယူဆောင်သွားတယ်လို့အဖွာက ဆိုပါတယ်